မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 2ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်နိုင်ငံဘူဟာဂုံးကို စစ်ကူပို့လာတဲ့စစ်ခွေးစစ်ကြောင်းများကိုနလကြာပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်သားအများပြားတေဆုံးပြီးတော့26ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်ခဲယမ်းများနဲ့စစ်အုံအုံဆောင်ပစ္စည်းများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စပယ်မာလာဇန်ကစတင်ပြီးတော့မဖဲမျိုးနဲ့နိုင်ရီကန်ဘျူဟာစခန်းကိုအမှတ်905အမြောက်စခန်းကိုကဲမှုဌာနချုပ်မှာ အင်အားစုဖွဲ့ပြီးတော့တက်လာတဲ့စစ်ခွဲစစ်ကြောင်းများကိုချင်းကာဝဲတက်အရှုံ CDF အရှုံအပါအဝင်တော်လိုင်းပူပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်သားအများပြားတေဆုံးပြီးတော့လက်နက်ခဲယမ်းများလည်းသိမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။မဆာခ905မှာစုဖွဲ့ပြီးတော့အင်အားတွေစုဖွဲ့ပြီးပို့တာပါ။လက်ရှိအချိန်ထိတော့တိုက်ပွဲတွေပြင်းထန်နေသေးပါစစ်အာဏာသိမ်းတာ9နှစ်ပြည့်ကနေကာလမှာ တော်လိုင်းတပ်တွေအချင်းချင်းပို့တိုက်မှုတွေတော်လိုင်းတပ်ဖွဲ့အချင်းချင်းမညီညွတ်မှုတွေကြုံတဲ့အခါမှာပြည်သူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့ဝေဖန်တိုက်ခိုက်တာမျိုးမဟုတ်ဘဲထောက်ပြတာမျိုးဖြစ်အောင်စစ်အာဏာရှင်ကြာဆုံးမှုဆိုတဲ့တကယ်ဥတီတဲ့တော်လိုင်းတပ်ဖွဲ့တွေဖြစ်လာအောင်တော်လိုင်းတပ်သားတွေဖြစ်လာအောင်အကြံပြုချက်တွေပေးစီခြင်းပါတယ်။တော်လိုင်းတပ်ဖွဲ့တွေကိုကြောက်ရွံ့စရာမဟုတ်ဘဲနဲ့ဝေဖန်ထောက်ပြရဲတဲ့ပြည်သူတွေလည်းအများကြီးထွက်ပေါ်လာစေချင်ပါတယ်လို့ CDF အရှိုးကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူစလိုက်ယိုးချင်းကပြောပြထားပါတယ်။ စစ်တပ်ကနိုင်ငံဗျူဟာစခန်းကိုမကြဆုံးရေးအတွာလေကြောင်းဖြစ်ကိုလက်နက်ကြီးပစ်ကူများနဲ့အဆက်မပြတ်ပေးနေတော့လဲတော်လိုင်းရေးမဟာမိတ်များကအဆက်မပြတ်ဖိုးစစ်ဆင်နေစေဖြစ်တယ်လို့သိရပါတယ်စက်တမလာကနေအော်တိုဘာလကုန်အထိနှစ်လတာအတွင်း CDF အရှုကတပ်ဖွဲ့ဝင်၂ဦးအသက်ပေးလူခဲ့ရကခြေလက်အင်္ဂါဆုံးဆုံးသူ၂ဦးနဲ့အခြားထိခိုက်ဒဏ်ရာရရှိသူ9ဦးရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီနလဒါတိုက်ပွဲများအတွင်းမှာအကြမ်းဆက်တဲ့ကစစ်ဗိုလ်တပ်သားတင်များအပါအဝင်စစ်သား26ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နိုင်ရကလမ်းဟောင်းတစ်လျှောက်နေမီရှင်းလေးလှုပ်ဆောင်တဲ့အချိန်မှာလက်နက်ငယ်၄လက်နဲ့ခဲရအများပြားကိုလည်းတိတ်ဆီးရရှိခဲ့တယ်လို့သိရပါတယ်။လက်နက်ကိုင်းလမ်းစဉ်ကိုစွဲကင်လာကြပြီးတော့လက်နက်နဲ့ရန်သူကိုခုခံတိုက်ခိုက်လာခဲ့ကြတာ၃နှစ်ကျော်၄နှစ်နီးပါးရှိခဲ့ပြီးတော့စီရဲအတွေ့အကြုံတွေတိုက်ပွဲအတွေ့အကြုံတွေပြီးတော့စစ်တိုက်ချင်းကြောင့်ဖြစ်လာတဲ့ပုတ်တိုင်မှုတွေဒေါ်လာရေးတပ်ဖွဲ့အချင်းချင်း ကြားထဲမှာကြုံတွေ့နေရတဲ့အရာတွေကိုပြန်လည်သုံးသပ်ကြပြီးတော့စစ်အာဏာရှင်ကြာဆုံးမှုကိုပဲ ODB ပူးပေါင်းစေချင်ပါတယ်။နောက်ပြီးတော့စစ်အာဏာရှင်ကြာဆုံးမှုအတွက်နောက်ထပ်နောက်ထပ်သောအနောက်ဘက်တွေမပါဘဲနဲ့ရိုးရှင်းစွာနဲ့ပဲ တယောက်နဲ့တယောက်သဘောထားကြီးကြပြီးတော့ပူးပေါင်းလှုပ်ဆောင်ကြဖို့ဒေါ်လာရဲ့တပ်ဖွဲ့တွေကိုကျွန်တော်အနေနဲ့အကြံပြုတိုက်တွန်းချင်ပါတယ်ကျွန်တော်အနေနဲ့လည်းဒီမူကိုလက်ကန်ဆွဲပြီးတော့အတက်နိုင်ဆုံးဒေါ်လာရဲ့တပ်ဖွဲ့အချင်းချင်းအပေါ်ရိုးသားနိုင်သလောက်ရိုးသားပြီးတော့ပူးပေါင်းဆောင်ရွက်တာတွေရှိပါတယ်လို့ CDF အရှိုကကရင်နယ်ပြည်ကြားရေးတာဝန်ရှိသူစလိုက်ဟိုချင်းကပြောပြထားပါတယ်အေဥဆောင်တဲ့ဒေါ်လိုင်းမဟာမိတ်တပ်ဖွဲ့များကမဖင်းညွန့်တဲ့အတွင်းမှာရှိတဲ့စစ်တပ်ရဲ့နိုင်ရီကန်ဘျူဟာဂုံစခန်းကို အပိဒသိမ့်ပိုက်နိုင်ရေးအတွက်အပြင်းထန်ထိုးစစ်ဆင်နေပြီးတော့ကာကဲစခန်းအများစုကိုသိမ့်ပိုက်ရရှိထားပြီဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲတရင်ကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်စားတောင်မြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား5ဦးသေဆုံးပြီးတဲ့နောက်တနက်တလက်နဲ့အစ်သုံးဆောင်ပစ္စည်းများကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်အော်တိုဝါလာ31ရက်နေ့မွန်ရွှေနန္ဒာရီကအချိန်မှာစားတော်မျိုးပတ်ဝန်းကျင်မှာရှိတဲ့ကြေးရွာများကို စစ်ကြောင်းထိုးရန်ထွက်လာတဲ့အင်အား60လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုစကိုင်းခရိုင်ကိုကဲ့ရဲ့လမ်းညွန်ချမ်းနဲ့စားတော်မိုးချိုပြည်သူ့ကာကွယ်တပ်ဖွဲ့ကဂျားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှစ်နာရီခန့်ကြာနေခဲ့ပြီးတော့အချမ်းမစစ်တပ်ဘက်က9ဦးသေဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေဘက်က MA1 တနတ်တလ60မမဘုံနှလုံးဂျီပေါက်3ခုနဲ့ဆက်ဆက်ပစ္စည်းများကိုတင်းစီရရှိကဒေါ်လာရေးရဲဘော်များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ စစ်ခွေးတွေကစားတောင်အနောက်ဘက်ကြေးရွာတွေကိုစစ်ကြောင်းထိုးဖို့အတွက်ထွက်လာတာကျွန်တော်တို့တဖွဲ့တဲ့သခိုင်းခရိုင်စစ်ဌာနလမ်းညွန်ကျမ်းနဲ့ကြားဖြတ်တက်ခိုက်ခဲ့တာပါစစ်ခွေးအရှင်ဖမ်းမိတာတော့မရှိဘူးစားတောင်ကနေပြီးတော့အနောက်ဘက်ကြေးရွာတွေကိုသွားတဲ့လမ်းမှာကြားဖြတ်တက်ခိုက်ခဲ့တာပါစစ်ခွေးစစ်ကြောင်းကတော့စားတောင်ဘက်ကိုပြန်ဆုတ်သွားတယ်လို့စားတောင်မိုးကြိုးပြည်သူ့ကာကွယ်တပ်ဖွဲ့ကတော်ဝင်ရှိသူကရှင်းပြထားပါတယ် ။သခိုင်းမြို့နယ်မှာစစ်တပ်ကစစ်ကြောင်းများစွာခွဲပြီးတော့မြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများကိုစစ်ကြောင်းထိုးလာတဲ့အတွက်ပြည်သူတွေရာပေါင်းများစွာဟာလဲစစ်ဘေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခမနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ပြူစောထီခေါင်းဆောင်အောင်ခန့်ဟာအချင်းချင်းပြလဲပစ်ခတ်လုံခြံခံရတဲ့အတွက်ဒေသုံသွားခဲ့တော်လဲလက်တဲတရားခံကိုမဖော်ထုတ်နိုင်တဲ့အတွက်တပ်ဖြတ်သူများကိုဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ28ရက်နေ့မှာအသက်35နှစ်အရွယ်ပြူစောတိခေါင်းဆောင်အောင်ခန့်ဟာတင်ပါကိုတွားရင်းလိုင်းရင်းကနေပျောက်ဆုံးသွားခဲ့ရာကနေအလောင်းသာပြန်လဲရရှိခဲ့တယ်လို့သိရပါတယ်။အလောင်းမှာလည်းနှိပ်စက်ဒဏ်ရာအပြည့်နဲ့ပြန်လဲတွေ့ရှိခဲ့ရတယ်လို့ပြောပါတယ်။အဲ့ဒီလုတ်ကြံတပ်ဖြတ်မှုမှာမန္တလေးမြို့ပေါ်မှာရှိတဲ့အခြားသောမြို့နယ်များကပြည်သူစစ်ခေါ်အောက်တန်းစားပြူစောတိများရဲ့လက်ချက်မှန်သိရှိတော်လဲ ်တပ်သေးမရှိခြင်းနဲ့လက်သေးတရားခံကိုဖော်ထုတ်နိုင်ခြင်းမရှိတဲ့အတွက်တပ်ဖြတ်သွားတဲ့သူတွေကိုမဖမ်းနိုင်သေးဘူးလို့ပြောပါတယ်သူကပသိမ်ကြီးမြို့နယ်ကိုကြော်ပြီးတော့ပေါ်တာဆွဲတာစက်ကြီးတောင်းတာအခြားမြို့နယ်တွေမှာသွားပြီးတော့လူဝင်အားနဲ့အချွေးကိုမိုက်ကြီးခွဲပြီးတောင်းတာတွေလုပ်တယ်အရက်စကားနဲ့ပြောရရင်တော့ဂွင်းကြော်တာတွေများလာတာပေါ့ဗျာပြီးတဲ့အတိုင်းပဲအောက်တန်းစားတွေဆိုတော့အဲ့ဒီလူတွေလုတော့အခြားမြို့နယ်ကသူ့လိုပဲအောက်တန်းစားပြူစောတိတွေကမကြည်ကြဘူးအဲ့ဒီမှာအော်တိုဘားလ28ရက်နေ့မှာသူပြောက်သွားပြီးတော့တေဆုံးခဲ့တာပဲပြူစောတိအချင်းချင်းလုတာကတေးကြတဲ့ ဒါပေမဲ့ဘယ်သူလက်ချံမှန်းမသိသေးတာတတ်သေးမရှိတာကြောင့် တက်သွားတဲ့သူကိုလည်းအခုချိန်ထိဖမ်းမမိသေးဘူးလို့ပသိန်ကြီးမြို့နယ်ကဒေသခံပြည်သူများကပြောဆိုထားပါတယ်။ပသိန်ကြီးမြို့နယ်မှာအောက်တန်းစားပြူစောတိခေါင်းဆောင်အောက်ခန့်ဦးဆောင်တဲ့ပြူစောတိအဖွဲ့ဟာအလွန်ဆိုးသွမ်းပြီးတော့လူငယ်များကိုစစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးခြင်း၊ဝင်းညစ်ခြင်း၊စက်ကြီးကောက်ခြင်း၊ပြည်သူလူထုအပေါ်အနိုင်ကျင့်နှိပ်စက်ခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အော်တိုဘားလာ၁၆ရက်နေ့ကလည်းပသိန်ကြီးမြို့နယ်အတွင်းအမျိုးသမီးတအုပ်ကိုကားနဲ့တိုက်ပြီးတော့ထွက်ပြေးရာကနေအမျိုးသမီးဟာကားအောက်မှာညက်ပြီးတော့ပါသွားခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ပသိန်ကြီးမြို နယ်ပြူစောတီအဖွဲ့ကတာဝန်ယူစေးရုံကိုမပုတ်ပေးဘဲမင်းကလေးငယ်ကိုလမ်းမေးမှာအလောင်းဖြောက်တဲ့လိုမျိုးစွန့်ပြစ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗါးမန္တလေးမြို့ပေါ်မှာမြို့နယ်အသီးသီးကအောက်တန်းစားပြူစောတီအဖွဲ့များဟာအချင်းချင်းနဲ့မတည့်ကြပဲမိမိရဲ့မြို့နယ်အတွင်းမှာအခြားသောမြို့နယ်များကစစ်ခွေးလက်အောက်ခံပြူစောတီတွေဝင်လာပါကလိုက်လံဆစ်ဆေးခြင်းတားဆီးခြင်းနေမြေမကျော်ရန်သတိပေးခြင်းများနဲ့အပြိုင်အဆိုင်ခွေးတွေလိုမျိုးအင်အားပြိုင်ဆိုင်မှုများနဲ့အုပ်စုဖွဲ့မှုများဖြစ်ပေါ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ရဲ့မိသားစုပိုင်းနဲ့ American Dollar 185သန်းတန်68 Resident ARC မှန်ကိန်းဟာ NLD အစိုးရကြောင့်စီးပွားပြတ်အထိနာခဲ့တယ်လို့တသက်ခိုင်ကမနေ့ကရန်ကုန်မှာပြုတ်လို့တဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့မှာ68 Resident လို့ခေါ်တဲ့ American Dollar 185သန်းငွေကျပ်အပြင် ဘီလီယံ940တန်နဲ့အင်အားစီမံကိန်းကြီးကို NLD အစိုးရလက်ထက်မှာဈေးပွားရေးတွေဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတဲ့ယူဆချက်နဲ့အကောင့်ထဲပေါ်ခဲ့တယ်လို့သိရပါတယ်2015ခုနှစ်မှာမြေကြီးရှင်းလင်းခြင်းကိုလှုပ်ဆောင်ခဲ့ပြီးတော့2016ခုနှစ်မှာ NLD အစိုးရရဲ့လက်အောက်ခံရန်ကုန်တိုင်းအစိုးရကအထက်မြေတိုက်တာများကို7လပိတ်ခဲ့တယ်လို့သိရပါတယ်အခုလိုရန်ကုန်တိုင်းအစိုးရရဲ့ပိတ်ပင်မှုကြောင့်မိသားစုပိုင်းဈေးပွားရေးဖြစ်တဲ့68 resident AR စီမံကိန်းဟာအထိနာသွားခဲ့ရတယ်လို့တတ်တက်ခိုင်ကပြောဆိုလိုက်ပါတယ် သမရဦးသိန်းစေရဲ့လက်ထံမှာပထမဆုံးအချိန်နေ့90အတွင်းမှာဒါရွေးကောက်ပွဲနဲ့တက်လာတဲ့ရွေးကောက်ခံအစိုးရပြီးတော့စီးပွားရေးနဲ့နားလည်တဲ့အစိုးရနိုင်ငံတကာဆက်ဆံရေးပြီးကောင်းပြီးတော့စီးပွားရေးတအားကောင်းတာပေါ့ပြည်သူလူထုလည်းစိတ်ချမ်းသာတာပေါ့အဲ့ဒီအချိန်မှာကျမတို့ကနောက်ရွေးကောက်ပွဲပြီးရင်လည်း NLD ကတေချာပေါက်လာမှာပဲလာလို့ရှိရင်ကျမတို့မြန်မာနိုင်ငံနောက်တစ်ဆင့်ထပ်တက်ပြီးတော့စီးပွားရေးတွေတိုးတက်မယ်လို့ယူဆခဲ့ပြီးတော့စီမံကိန်းကိုဆောင်ရွက်ခဲ့တာပါဆောင်ရွက်ခဲ့ပြီးမယ်စီမံကိန်းက2015ခုနှစ်မှာ မြေကြီးစကိုင်းနေလေ2016ခုနှစ်တက်လာတဲ့ရန်ကုန်တိုင်းအစိုးရကနေပြီးတော့အထက်မြင့်တွေကိုပိတ်တယ်ဆိုပြီးတော့စက်တလပိတ်လိုက်တဲ့အချိန်မှာကျမတို့က project ဆက်ဆက်ချင်းပဲတော်တော်လေးကိုအထိနာပြီးတော့အဲ့ဒီနောက်ပိုင်းကျတော့ဘာဖြစ်လဲဆိုတော့2016 2019မှာ China USA trade war ဖြစ်တယ်အဲ့ဒီအချိန်မှာဒေါ်လာဈေးကပိုပိုပြီးတော့တက်လာတယ်လို့သက်သက်ခိုင်းကညီးသွားပြောဆိုခဲ့ပါတယ်အဲ့ဒီနောက်ဒေါ်လာဈေးဟာတရိတ်ရိတ်နဲ့တက်လာခဲ့ပြီးတော့ covid ကပ်ရောဂါဖြစ်ကြောင်းအဲ့ဒီနောက်နိုင်ငံရေးအပြောင်းအလဲဖြစ်ကြောင်း ။ထို့ကြောင့်စီးပွားရေးလုပ်ငန်းများထိခိုက်ခဲ့ပြီးတော့ကမ္ဘောဇဗန်ချင်းငွေများကိုရယူခဲ့ရတယ်လို့ပြောပါရယ်။အခုလိုဗန်ချင်းငွေများရယူခဲ့မှုကြောင့်အတိုးနောက်ကျမှုများဖြစ်ပေါ်ခဲ့တာစူးစမ်းပြီးတော့ဆက်ခဲ့ရကြောင်းပြောဆိုထားပါရယ်။အမေရောင်းဝင်ကြိုင်တဲ့အချိန်မှာရွေးကောက်ပွဲကော်မရှင်ကခေါ်ယူတွေ့ဆုံပြီးတော့သိန်းပေါင်း9000ကိုရပ်ပိုင်းအတွဲမှာကမ္ဘောဇာဘဏ်ကိုပေးသွင်းခဲ့ရတယ်လို့ပြောပါရယ်။ဒါကြောင့်အမေရောင်းအဖြစ်နဲ့ဝင်ပြိုင်ခွင့်ပေးရန်အတနာခံစားတင်ထားပြီးတော့အမေရောင်းအဖြစ်ဝင်ပြိုင်ခွင့်ရရန်စောင့်ဆိုင်နေတယ်လို့ပြောပါရယ်။ အတနာခန်းစားကိုရွေးကောက်ပွဲကော်မရှင်နဲ့စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းထံကိုတင်ပြထားကြောင်းတတ်တက်ခိုင်ကပြောဆိုထားပါတယ်။ကျမတို့တကယ် project ကိုစပြီးတော့လုံတုံးကဒေါ်လာကို980စေးနောက်တော့1850ဖြစ်သွားတယ်။နောက်ကြတော့တစ်ဆက်ထဲမှာပဲ COVID ကရောဂါဖြစ်တယ်။ COVID ရောဂါကနှစ်နှစ်ကျော်လောက်ကြာသွားတယ်။ ကိုဗစ်ကရောဂါမပြီးခင်ပဲနိုင်ငံရေးအပြောင်းလဲဖြစ်တယ်နိုင်ငံရေးအပြောင်းလဲဖြစ်တဲ့အချိန်မှာကျမတို့ပို့ပြီးတော့မှဒေါ်လာဈေးတွေပိုတက်လာတဲ့အချိန်မှာကျမတို့လုပ်ငန်းကတော်တော်လေးကိုထိခိုက်သွားပါတယ်စီးပွားရေးလုပ်ရင်စွန့်စားရမှုက၃ဆင့်ရှိတယ်ပထမဆင့်ကစီးပွားရေးလုပ်တဲ့သူကိုယ်တိုင်ကမကျွမ်းကျင်ပဲနဲ့စီမံခန့်ခွဲမှုမတက်ပဲမပိုင်နိုင်ပဲလုပ်တာမျိုးပေါ့ရှင်ဒါမျိုးဆိုရင် business risk လို့ခေါ်တာပေါ့ဒုတိယကြီးတဲ့ risk ကဘာလဲဆိုတော့ market risk ပါဒီဈေးကွက်ကြီးပြိုလဲသွားတာအဲ့ဒါကရန်ကုန်တိုင်းအစိုးရကနေပြီးတော့ ထမ်းမြင်တွေကိုပိတ်တယ်ဆိုတော့ငါဖြစ်သွားတာနောက်ပိုင်းဘာဖြစ်တယ်လဲဆိုတော့ country risk ပေါ့ political risk ပေါ့နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကလည်းကျွန်မတို့လိုစီမံကိန်းမျိုးမှာလာပြီးတော့စီမံကိန်းကိုတော့ကြိုက်တယ်မြန်မာနိုင်ငံကိုလာဖို့မစင်စားသေးဘူးဆိုတဲ့ပုံစံမျိုးတွေရှိတာပေါ့ project တန်ဖိုးက American dollar တန်185တန်ကျပ်ငွေအဖြစ်840ဘီလီယံတန်နဲ့လို့သက်သက်ခိုင်ကပြောဆိုလိုက်ပါတယ်လက်ရှိမှာအမလောင်းအဖြစ်နဲ့စရင်းနဲ့နာမည်စရင်းပါပြီးမှအဖြုတ်ခံရခြင်းဟာ တိုင်ကြားမှုကြောင့်ဖြစ်နိုင်တယ်လို့ပြောဆိုလိုက်ပါတယ်မိမိအနေနဲ့ကမ္ဘောဇာဘန်မာကြံရှိနေတဲ့အကျွေးများကို၈နှစ်တန်သည်10နှစ်တန်သည်ဆက်သွားမှာဖြစ်ကြောင်းဈေးဝယ်များမကောင်းတဲ့အတွက်လုပ်ငန်းများလည်းမလဲပတ်နိုင်ကြောင်းဈေးဝယ်သမားတိုင်းအကျွေးနဲ့မကင်းကြောင်းအမလောင်းအဖြစ်နဲ့ဝင်ပြိုင်ခြင်းလို့လို့အတနာခံစားကိုတုံ့ပြန်လာမယ့်အချိန်ကိုစောင့်ဆိုင်းနေကြောင်းတသက်ခိုင်ကညနာညှိုးငယ်စွာနဲ့ပြောဆိုသွားပါတယ် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်မှာအကြွေးပေးရန်ရှိနေတဲ့အချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖြတ်လိုက်ကြောင်းစေခွေးလက်အောက်ခံရွေးကောက်ပွဲကော်မရှင်က အော်တိုဘာလ25ရက်နေ့မှာကြေညာခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာဘတ်ချန်းကအွန်လိုင်းငွေလိမ်ကမ်းကြားဖြတ်နေအခြေစိုက်ရာ KK Park အထူးစီးပွားရေးဇုန်ကနေထွက်ပြေးလာတဲ့သူတွေကြောင့် နေဆက်ကိုတင်းတင်းကြပ်ကြပ်စောင့်ကြည့်နေတယ်လို့ထိုင်းစစ်တပ်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ခွေးတပ်ဟာကရင်ပြည်နယ်နဲ့မြောက်ပြည်မြို့နယ်ထဲမှာရှိတဲ့ KK ပတ်ခဲကိုအော်တိုဘားလ19ရက်နေ့မှာဝင်ရောက်စီးနှင်ခဲ့ပြီးတဲ့နောက်ပိုင်းကြားဖြန့်ဝန်ထမ်းနိုင်ငံသားသား1500ကျော်လောက်ဟာထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးလာခဲ့ကြောင်းထိုင်းစစ်တပ်အရာရှိတအုပ်ကနိုဝင်ဘာလ1ရက်နေ့မှာပြောကြားခဲ့ပါတယ်။မြန်မာစစ်ခွေးတပ်ရဲ့စီးနှင်မှုကြောင့်ကြားဖြန့်ဝန်ထမ်းတွေရင်းနှီးမြှုပ်နှံသူတွေ အဲ့ဒီနေရာတဝိုက်မှာနေထိုင်တဲ့နိုင်ငံသားတွေထိတ်တလန့်နဲ့တိတ်ရှောင်လာတာလို့ဆိုပါတယ်။အော်တိုဘားလ22ရက်နေ့ကနေစပြီးတော့အများပြားဟာခိုင်းနိုင်ငံဘတ်ချန်နေဆက်စီကိုတဖြည်းဖြည်းနဲ့တဖွဲဖွဲရောက်လာကြပါတယ်။ဒါကြောင့်လေနေဆက်ဒေတာလုံးကြုံရေးအတွက်ဖမ်းစစ်တပ်ရဲ့ နာရူဆူရန်တပ်ဖွဲ့လက်အောက်ခံရက်ချာမာနူယူနစ်ဟာမဲဆောက်ဘက်ခြမ်းနယ်စပ်ကိုအလေးထားစောင့်ကြည့်နေပြီးတော့ကိလက်မှုများလဲတိုးမြင့်ထားတယ်လို့သိရပါတယ်။မြန်မာစစ်တပ်ဟာ KK ပတ်ခဲကအဆောင်တချို့ကိုလဲဖောက်ခွဲပြက်စီးခဲ့ပြီးတော့အစအနာတချို့ထိုင်းဘက်ခြမ်းကိုလွင့်စင်ကြောက်ရောက်လာတဲ့အတွက်ထိုင်းအာဏာပိုင်တွေကကန့်ကွက်ပြီးနှစ်ဖက်အရဲသားတွေထိခိုက်မှုမရှိအောင်ခိန်ထိန်သိမ်းသိမ်းလှုံ့ဆော်ဖို့တောင်းဆိုထားပါတယ်။တပ်ပြည်နယ်မှာရှိတဲ့ခိုင်မြန်မာနယ်စပ်ဦးစီးဌာနရဲ့အဆိုအရ KK ပတ်ကနေပြီးတော့ထိုင်းနယ်စပ်ကိုထွက်ပြေးလာသူ1595ဦးထိရှိခဲ့ပြီးတော့ အမျိုးသား1330ဦးနဲ့အမျိုးသမီး265ဦးတို့ပါဝင်တယ်လို့သိရပါတယ်အစုလိုက်အပြုံလိုက်ရရှိလာကြတဲ့ဒဲမှာအိန္ဒိယနိုင်ငံသားတွေက465ဦးနဲ့အရေအတွက်အများဆုံးဖြစ်ပြီးတော့ဖိလစ်ပိုင်က220၊တရုတ်က185ယောက်၊ဗီယက်နမ်က151ယောက်နဲ့အီသီယိုးပီးယားက130တို့လည်းပါဝင်တယ်လို့ပြောပါရယ်။ဒါ့အပြင်ကင်ညာ၊ပါကစ္စတန်၊နီပေါ်၊ယူကရိန်း၊အင်ဒိုနီးရှား၊လာအို၊တောင်အာဖရိက၊ဂါနာ၊နိုင်ဂျီးရီးယား၊သီရီလင်က၊ရဝမ်ဒါနဲ့ မြန်မာနိုင်ငံသားတွေအပြင်ဟိုင်းနိုင်ငံသားတချို့လည်း KK ဘက်ကနေထွက်ပြေးလာတယ်လို့ဆိုပါတယ်။အာဏာပိုင်တွေကနေဆက်စီကိုရောက်လာတဲ့နိုင်ငံသားတွေတဲက680လောက်ကိုဖမ်းဆီးအရေးယူထားပြီးတော့439ယောက်ကိုတော့ဒဏ်ကြေးရိုက်ပြီးနေနေနံပေးလိုက်တယ်လို့သိရပါတယ်။242ဦးကိုတော့ဒဏ်ကြေးမတက်ဘဲနဲ့ထောင်ချခဲ့ကြောင်းနဲ့ဟိုင်းနိုင်ငံသား32ဦးကိုလည်း ပတ်ဆိုင်ရာဆွဲကြအလိုက်ဒဏ်ကိုရိုက်ခဲ့တယ်လို့ပြောပါတယ်။ထိုင်းနယ်စပ်ဦးစီးဌာနကတော့ပြည်သူတွေရဲ့လုံခြုံရေးကိုအလေးပေးတဲ့အတွက်နယ်စပ်ကိုရောက်လာတဲ့သူမှန်သမျှကိုအမျိုးသားလုံခြုံရေးပြည်သူ့ကျန်းမာရေးဆိုင်ရာတပ်မတ်စံနှုန်းတွေနဲ့အညီစစ်ဆေးမှုတွေပြုလုပ်နေကြောင်းပြောဆိုထားပါတယ်။တစ်ချိန်တည်းမှာပဲနယ်စပ်ကိုလည်းအထူးအာရုံစိုက်စောင့်ကြည့်နေပြီးတော့တပ်ခရိုင်တွေကနယ်စပ်တွေမှာလုံခြုံရေးတွေပုံမတင်းကျပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ခေါင်လန်ဖူးဒေသကစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်တပ်စခန်း၄ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်စစ်ခွေးတပ်ကလေကြောင်းတိုက်ခတ်မှုတွေဇက်တိုက်ပြုလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် KIA ပူးပေါင်းတပ်တွေဟာခေါင်လန်ဖူးဒေသမှာရှိတဲ့ပြည်သူ့စစ်တီရဲ့စခန်း၄ခုကိုအော်တိုဝါလာအတွင်းမှာသိမ်းပိုက်ခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီဘက်ကပူဒါအိုဖားကတ်ဝိုင်းမော်ဗမော်ဒေသတွေမှာ လေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်လုံဆောင်နေတယ်လို့အသိပေးထားပါဗျ။ဒါအပြင်ခေါလံဖူးဒေသမှာပြည်သူစစ်တွေတပ်ဆွဲထားတဲ့နေရာတွေကို KIA ပူးပေါင်းတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်စစ်ခွေးတပ်ကစစ်ရင် အားတွေကိုဖြည့်တင်းပြီးတော့ထိုးစစ်ဆင်တွေအကြောင်းကိုလည်းဖော်ပြထားပါဗျ။ KIA ဟာအော်တိုဘာလ28ရက်နေ့မှာ ခေါလန်ဖုံးမြို့နယ်ကငေါ်ကြလာစခန်းနဲ့နန်ချင်းစခန်းတွေကိုတိမ့်ပိုက်ခဲ့တယ်လို့အော်တိုဝါလာ၂၁ရက်နေ့ကလည်းလန်ဒန်ရောစစ်ကောင်စီစခန်းနဲ့မခေါန်ဒန်ရောစစ်ကောင်စီစခန်းကိုထမှန်တိမ့်ပိုက်ခဲ့ပါတယ်တပ်စခန်းတွေတိမ့်ပိုက်ခံရတာကြောင့်ဘူတာအိုမြို့မှာတပ်ဆွဲနေတဲ့ခလရ46တပ်ရင်းဟာစစ်အားနဲ့လက်နက်ခဲယမ်းတွေဖြည့်တင်းတာတွေကိုလုံဆောင်နေတယ်လို့ KIA ရဲ့သတင်းနယ်ပြန်ကြားရေးဌာနကဖော်ပြထားပါတယ် စစ်ခွေးတပ်နဲ့ပြည်သူစစ်တွေဟာဆော့လော်မျိုးနဲ့လန်ဆယ်ဒေတာကိုပြန်လည်ရရှိဖို့အတွက်စပယ်မာလာမှာထိုးစစ်ဆင်ခဲ့ပေမယ့်လန်ဆယ်ကိုမရတဲ့အပြင်ခေါလန်ဖူးကစစ်ကောင်စီနဲ့ပြည်သူစစ်စခန်းအချို့ကိုပါ KIA ပူးပေါင်းတပ်ရဲ့တိုက်ခိုက်သိမ်းပိုက်မှုကြုံနေရတာလည်းဖြစ်ပါလေ။ဒါကြောင့်စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ KIA ထိန်းချုပ်တဲ့နယ်မြေတွေကိုပါလေကြောင်းကနေဘုံကျတာတွေလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။စစ်ကောင်စီကလေကြောင်းလက်နက်ကြီးရန်တပ်ပစ်ခတ်တာတွေလုပ်နေလို့ စစ်ခွေးတက်ကိုအထူးသတိပြုကြဖို့ဘုံမူကြီးနော်ဘူးကအော်တိုဘလနောက်ဆုံးပတ်မှာသတိပေးပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ